ကဲဒီနေ့တော့ Xiaomi ကနောက်ဆုံးထွက်ထားတဲ့ latest and greatest camera တလုံးကျွန်တော် unboxing လုပ်ပေးဖို့ရှိတယ်။ဘာကင်မရာလဲဆိုတော့ Xiaomi 15 Ultra ဆိုတဲ့ကင်မရာလေးဒီကင်မရာကနည်းနည်းထူးဆန်းနေပြတော့ကျွန်တော်တို့အဲဓာတ်ပုံရိုက်လို့ရတဲ့အပြင်မှာဖုန်းလည်းပြုတ်လို့ရတယ် social media ပါညာလည်းသုံးလို့ရတာပေါ့နော်။ဆိုစတာပါ။ဆိုတော့ဒီနေ့ကျွန်တော် unboxing လုပ်ပေးမှာ Xiaomi 15 Ultra global version လေးကို unboxing လုပ်ပေးမှာပါ။အဲသူ့ရဲ့ဈေးနှုန်းကတော့53သိန်းဝန်းကျင်လောက်ထိရှိရလို့သိရတယ်။ဒါပေမဲ့သူ့ရဲ့53သိန်းဝန်းကျင်ဆိုတဲ့ဈေးထဲမှာကျွန်တော်ဒီနေ့ unboxing အတူတူတွဲပြီးတော့လုပ်ပေးမဲ့ Xiaomi 15 extra photography kit လေးတော့မပါဘူးပေါ့နော်ဆိုတော့သူဒီတန်းက၄-၅သိန်းငွေကျင်လောက်တိရှိရလို့လည်းသိရတယ်ဆိုတော့ဒီလိုမျိုးအတွဲဆက်ပဲဖြစ်ဖြစ်ဒါမှမဟုတ်ဒီ Xiaomi 15 extra တလုံးနဲ့ဒီတန်းပဲဖြစ်ဖြစ်ဝယ်ခြင်းနဲ့ဆိုရင်တော့အဲကျွန်တော်ဒီနေ့ review နဲ့ကူညီပေးထားတဲ့ phone page မှာသွားရောက်မေးမြန်းဆုံးသံဝယ်ယူအပ်လို့ရပါတယ်ဒီ Xiaomi တွေနဲ့မဟုတ်ဘူးတခြား phone တွေရော speaker တွေရောအဲ gadget တွေရောအများကြီး phone page မှာရောက်ပေးနေပါတယ်ဆိုတော့ကျွန်တော်ပြောနေရကြပါတယ် unboxing လေးစလိုက်အောင်ဆိုတော့အရင်ဆုံးကျွန်တော်ဒီ photography kit လေးကိုစမ်းပေါက်ကြည့်မယ်ပေါ့နော်စမ်းပေါက်ကြည့်မယ် ောက်တာတော့မှာပဲโอเคဒီထဲမှာကဘာပါလဲဆိုတော့ဟောဒီဟာက legend edition ဝင်တော့လက်ဆောင်ရတဲ့အတိုင်းပဲ legend edition ဈေးရတယ်သိရတဲ့အတိုင်းပဲဟောအမ်200မီတာတဲ့ ultra telephoto တဲ့1 inch ultra cmos sensor တဲ့ဆိုတော့ဒါကတော့ lens မှာဟို ကင်မရာဟိုနေ့မှာတက်လို့ရတဲ့ကင်မရာရင်းလေးပေါ့နော်နောက်ထပ်ကင်မရာရင်းတစ်ခုပါသေးတယ် of 67mm filter adapter တဲ့ဆိုဒီ adapter ပါလာမယ်နောက်ပြီးတော့ဟာကျွန်တော် thumb grip down ပါလာသေးတယ်ဆိုဒါလေးရဘယ်လိုသုံးလို့ရလဲပြီးမှကြည့်မယ်ပေါ့နော်ပြီးတော့ဒီမှာကျွန်တော် lens lens ကလေးတွေမဟုတ်ဘူးပြအော် ။ဟောရှတာဘဒံလေးတွေရှတာဘဒံလေးတွေကိုသူကဒီမှာထည့်ပေးထားတာ။ဆိုတော့ဒါဘယ်လိုထောက်မှာလဲ။ဒီတိုင်းခွာလိုက်အောင်ပဲ။ဟောဟုတ်တယ်။ဒီမှာရှတာဘဒံလေးတွေထည့်ပေးထား။ဖူဂျီယိုနဲ့အနေအထားတူသေးရဲ့။ပြီးတော့ဒီမှာဒီမှာ grip ပါမယ်။ဒီမှာ cover ပေါ့နော်။ဆိုတော့ဒီလိုဟွန်းဒီမှာတွေ့ပြီးတော့နေပြရပါတော့ခုနကဒီ temp grid လေးကိုကျွန်တော်ဒီပေါ်မှာတက်အောင် နှစ်ရရတာမဂနက်ရှတ်တာအရသာနဲ့တော့တော်တော်လေးသွားဆင်းတယ်ပြီးတော့ဒီမှာ dial wheel လေးပါလာမယ်ပြီးတော့ video recording လုပ်ပါလာမယ် okay ဟမ်ဒါဆိုရင်ကျွန်တော်ဒီမှာတက်ပြီးသားဖြစ်သွားပြီဆိုတော့ဒါလေးကတော့စိတ်ဝင်စားဖို့တော်တော်ကောင်းသွားပြီပေါ့နော်ဆိုတော့ AC လေး ဆက်ပြီးတော့ကျွန်တော်ဖောက်ပါမယ်တခြားဘာတွေပါသေးလဲဆိုတော့ဒီထဲမှာအပူထဲမှာပါသေးတယ်ဟောဟိုကျိုးလေးဒီကျိုးလေးပါလာမယ်နောက်ပြီးတော့လေးရောလေးရောဒါပေမဲ့လေးဆိုတာမန်ယူရဲ့ပုတ်ကလေးနေဆိုတော့ဒီကပါလာမယ်ဗောနော်ဆိုတော့ဒီအာသူ့ရဲ့ legend edition Xiaomi 15 Ultra photography kit ထဲမှာပါလာတော့ဒါအကုန်ပဲပုံလေးလေးဝင်ခန့်ရလေ Xiaomi ဒီ Ultra series ကြီးကျွန်တော်စမ်းဘူးရယ်ဆိုပေမဲ့ပထမဆုံးအခုမှ photography kit ကိုစမ်းဘူးပါဗောနော်ဆိုတော့တချို့နေရာလေးလိုအပ်တာလေးရှိရင်လည်းနားလည်းခွင့်လို့ပြဖို့မြတ်တာရက်ခံပါတယ်ဆိုတော့ဖုန်းကိုဆက်ပြီးတော့ဖောက်ပါမယ်ဟဲ့ဟဲ့ဟုတ်ပါတယ်ဒါကျွန်တော် intro မှာပြောခဲ့သလိုမျိုးပဲဖုန်းမဟုတ်ဘူးကင်မရာကြီး global version လေးဖြစ်တဲ့အတွက်ဈေးနှုန်းကတော့53သိန်းဝန်းကျင်လောက်တည်းရှိရပါတော့ကျွန်တော်နောက်ခေါက်ပြောပြီးွားရတာလည်းကွန်မန့်မှာလာမိကြအောင်မထင်နဲ့ဆိုဟာဒီမှာပါခြင်းကျွန်တော်ကာဗာတစ်ခုပါလာတယ်ဗောနော်ဒါဆီလီကွန်မဟုတ်ဘူးကြာဟွန်းပလတ်စတစ်ကာဗာပပလေးပဲပြီးတော့ကျွန်တော်တို့ Xiaomi 15 Ultra ထွက်လာပြီး တန်တန်ပြီးမှကြည့်မယ်ပြီးတော့ကျွန်တော်တို့90 watt adapter ပါလာမယ် type b to type c နဲ့လာမယ် okay so ဖုန်းဘူးထဲမှာပါလာတာတွေကတော့ဒါအကုန်ပဲ so ဖုန်းကိုဆက်ပြီးကြည့်အောင်တကယ်တော့ဒီဖုန်းကကျွန်တော်အခုမှ unboxing လုပ်တယ်ဆိုပေမဲ့ကျွန်တော်ခီးသွားတော့ရိုးရိုးမှာ showroom မှာတွားကင်ကြည့်ခဲ့တယ်ဆိုတော့ I don't want to take ရင်သူ့ရဲ့ဒီဇိုင်းကိုသဘောကျလာပါပြီရတော့မဟုတ်ဘူးဒါပေမဲ့ကြိုးတွဲလောင်းနဲ့ကြည့်ရပါတော့နော်ရှိုးရုံမှာဆိုတော့အခုတော့ကိုယ်တိုင် AC စိမ့်ပြင်းနေပြီကြည့်ရပြီဆိုတော့သူ့ရဲ့ဒီဇိုင်းကဒီမှာကင်မရာ Leica ကင်မရာကို inspire ယူတာ Leica ကင်မရာလို့လည်းမဟုတ်ပါဘူးကင်မရာတော်တော်များများလိုမျိုးအပေါ်ပိုင်း chrome dent နဲ့အောက်ကလေသာနဲ့ဒီလေသာလေးကတော့တော်တော်အီးရဒီလေသာတော်တော်မိုက်တယ်ပြီးဒီမှာအကြီးကြီးပဲ200 megapixel periscope ပြီးတော့1 inch sensor ပါလာမယ်နောက်ပြီးတော့ကျွန်တော်တို့ အရောဝိုက်နဲ့အွန်နင်းလေးပါလာအောင်မယ်ဆိုစံစားလေးလုံးဆိုစပြီးတော့ကျွန်တော်တို့ဒီ baby frame ကတော့ငွေအောင်ပဲပေါ့နော် setup လေးလုပ်ကြည့်အောင် flat frame ပဲ weight ကတော့နည်းနည်းရှိတယ်စစ်စစ်ပိုင်ပိုင်နဲ့လေးလေးပင်ပင်နဲ့ပဲလုံးဝတကယ် flagship phone တစ်လုံးအာ flagship phone လုံးမှာနည်းနည်းခက်ကြီးကြီး phone လုံးပေါ့နော်။နောက်ပြီး camera bump ကအရန်ထွက်တယ်ဆိုပေမဲ့ အရင်တော့ကျွန်တော်ဒီလိုမျိုးကင်မရာဘန်းအင်ဂျီကိုအဲ့လိုထွက်ရင်ရမ်းမကြိုက်ဘူးပေါ့နော်ဒါပေမဲ့ तू ကကင်မရာဒီဇိုင်းပုံစံသွားထားရတဲ့အတွက်ဒီလိုကင်မရာဘန်းထွက်တာကလည်းယုတ်တိရှိလာရလို့ခံစားရတယ်ပြီးတော့ဒီအပေါ်မှာ ultra zoom စာလေးထည့်ပေးထားရပေါ့နော် view finder ဟိုနေလေဇာဟိုနေလို့လို့ဘာလို့လို့ ਨੇ โอเคဆိုတော့ကျွန်တော်ဒီမှာ setup လေးတစ်ချက်လုပ်ကြည့်အောင်မြန်မာတဲ့မြန်မာနဲ့တော့မလုပ်တော့ဘူးဟွန်း VPN ရောမြန်မာရွေးလိုက်ပြီး global version တွေကို set up လုပ်တာပိုပျော်တယ်ဗျမြန်တယ်ပြီးတော့ဟိုဘာသာညာစာအောင်နည်းနည်းလည်းမရှိဘူး okay we are service ဆက်နီဆန်လေးကိုကြိုက်တယ်ပြီးတော့ app drawer နဲ့တောင်းမယ်ပြီးတော့ full screen gesture ဒီလား global phone တွေဆိုရင် Xiaomi ကအဲ့လိုကြီးမနေပါဘူး ပြီးတော့ Aqua Cup Display download တောင်းလုံး cup လုပ်ပေးထားတယ်ပြီးတော့မှာ ball floating ဖြစ်နေတဲ့ design လုပ်ထားတယ်ဆိုလို့ကျွန်တော်ဒီ frame တွေထဲမှာ display ကမဝင်မနေဘူးဒီ frame တွေအပေါ်မှာ display ကရောက်နေတယ်ဆိုတော့ set up ပြီးသွားပြီးပြီးတော့ quality display အိုး wallpaper လေးထားလိုက်တာအရင်ဦးဆုံးကျွန်တော်ဒီမှာ deck mood လေးပြောင်းလိုက်မယ် flick ကထားနေမှာဆိုလို့အာ okay ဆိုတော့ display ကတော့ပြောစရာမလိုဘူးဗျာ Xiaomi phone လုံးဖြစ်နေတဲ့အပြင်မှာ ခုနောက်ပိုင်းသူ software ပိုင်းတွေပါအားဆိုင်လာတာပေါ့နော်ဒီမှာ color shift နေတယ်မှာဆိုရင်လည်းဟို design p3 တွားမလားဟိုဟိုနင်းတွားမလားပြောမှာပဲမထွက်လာတော့မှာ original တွားမလား design p3 တွားမလား srgb တွားမလားစိတ်ကြိုက်ရွေးလို့ရအောင်လုပ်ပေးထားတယ်ဒါပေမဲ့ original color pro ပဲသုံးမယ်ပြီးတော့ဒီမှာ adaptive color resolution ကိုလည်း full hd နဲ့ wqhd ပေါ့နော် quality ကြိုက်တာရွေးသွင်းခွင့်ပေးထားတယ်ပြီးတော့ AI image engine ထဲမှာဆိုရင်လည်း super resolution လို့ AI HDR enhancement လို့ဆိုတော့ဒါရအကုန်လုံးဘာမှပြောနေစရာမလိုဘူးဆိုကမ်းရတဲ့ hand feeling ကလည်းမဆိုးဘူးအဆင်ပြေတယ်ပြီးတော့တခြား performance ဘက်မှာဆိုရင်လည်း Qualcomm Snapdragon 8E လေးပြဆိုတော့ကျန်တဲ့အပိုင်းတွေမှာဘာမှအများကြီးပြောနေစရာမလိုအောင်ကိုသူကလည်းသူတော့အဆင်ပြေတယ် Xiaomi ရဲ့ HyperOS 2လောက်ကလွှဲရပါတော့ဆိုအရင်ဆုံးဒီ camera ဟိုနေ့တစ်ချက်ကြည့်ကြည့်အောင်ဒီမှာ ကျွန်တော်လမ်းစီဖြုတ်တယ်လို့ပဲသူကဒီမှာဘတ်တန်လေးထည့်ပေးတာအဲ့ဘတ်တန်လေးကိုဖြုတ်ဖြုတ်ပြီးတော့ကျွန်တော်ဒါလေးကိုတက်လို့ရတယ်ဘတ်တန်က3တက်တွေပါဩဟဲ့ဩတို့လေးတက်မယ်ကွာဟာတင်မျိုးတောင်းမှဒါအသားမကြောက်ဘူးတို့လို့ရတယ်ဒီမှာမှားနေတယ်ဒီမှာကြွတ်တန်း3ဘတ်လုံးဟိုနေ့တော့မဖြစ်သေးဘူးပေါ့နော်ဆိုတော့ကျွန်တော်တို့ ဒါလေးကိုကာဗာလေးတက်ကြည့်အောင်ကာဗာတက်ကြည့်ဖို့အတွက်ဆိုရင်လည်းဒါလေးကိုအရင်ဖြောအောင်โอเคဆိုတော့ဒီမှာကာဗာလေးအရင်တက်မယ်ထုံးစံတိုင်းပဲဒီကာဗာရဲ့တက်ပြီးသွားအဖြုတ်တက်လွယ်ပါစေပဲဆိုတော့မဟုတ်ဘူးဘယ်တော့တော့လိုတွဲတော့ရင်ကင်ပြီးသွားနေအောင်โอเคပြီးပြီဆိုတော့ဒီမှာโอเค damn ။အော် professional camera grade device connector တဲ့ဒီမှာ setting ပါလာပြီ။ဆိုတော့ကျွန်တော်ကွန်းလောက်ဆိုရင် camera တပုံရိုက်ပါလား။ shutter grip button နဲ့ဒီ grip button ကို shutter button အကုန်လုံးပြောင်းလို့ရအောင်လုပ်ပေးထားတယ်။အဲ chargeable camera grip ဆိုတော့ဒီ camera grip ကနေ for ဖုန်းအပြန်သွင်းလို့ရရပါတော့။ဆိုတော့ emergency အနေအထားမျိုးမှာအသွင်းလို့ရတယ်။ firewall တဲ့အမေဒီ camera grip ကောင်မှာ OS update တွေပါတင်လို့ရတယ်ဆိုတော့ကျွန်တော်ဒီမှာ um why using okay so ဒီမှာ one day camera စလေးတက်လာတဲ့ပုံလေးကတော်တော်မိုက်တာပဲ camera boost တက်လာတဲ့ဟာတွေက Leica option နဲ့အဲကျွန်တော် Leica Vibrant ကိုပိုကြိုက်တယ်ဗောနော်အများတန်း Leica Vibrant မထားဆိုပြန်အော်ဒီမှာဟုတ်တယ် Leica Vibrant ကျွန်တော်ဒီမှာ order e EV ဟန်နင်းချင်းလို့ရမယ်ပြီးတော့ဒါပါပဲဟောဒီမှာဒါလေးရှိသေးတယ်အဲ့ဒါကိုဘာကိုသုံးစေချင်တာဟမ်ဒီမှာဂရစ်ပေါ့နော်ဒီဂရစ်လေး ာ thumb grip အနေနဲ့ထည့်လို့ရလေးဟဲ့ဟောတော်တော်လေးကိုတော့သူ့ကင်မရာဒီဒီက၄၅သိန်းတန်တာလည်းမပြောနဲ့တကယ် professional photography kit လို့ပြောလို့ရတယ်တော်တော်ဆုံဆုံလေးနဲ့ထည့်ပေးတာမိုက်တယ် damn bro so good အနည်းရောင်းနဲ့ရရက်တော့ပြီးတော့ဒီပုံမှာ shutter button ဟွန်းဒီမှာဟိုကပါသေးတယ်အာဒီမှာဟွန်းဇွန်လန်စအပြောင်းလဲလုပ်လို့ရတဲ့ဟာလေးပါမယ်ဒါရက်ပါမယ်ပြောလို့ပြောရမဟုတ်ဘောနော်သူ့အနေနဲ့သူတော့ဒီ photography kit ကမိုက်တယ်မိုက်တယ်ဆိုတာကျွန်တော်ဒီ ultra photo လေးပဲထည့်တက်ထားလိုက်တော့မယ်ဟိုကနှုတ်မဆိုပြန်ဖြုတ်ပြန်တန်းတဲ့အတိုင်းပတ်မှာမှန်ပြီးဒီမှာဒီဟာလေးပါတက်လို့ရသေးတယ်

်မှအနော်ပြပြဒီမှာဒီနေ့လေသူ့ရဲ့ကင်မရာဆန်းဆန်းမှာအပြောင်းလဲရှိရသေးလားအပြောင်းလဲရှိရဆိုတာလေမနစ်က variable အပါချပေါ့နော်အာ1.7 1.4နဲ့40ပေါ့နော်ဒါပေမဲ့ဒီနေ့ variable အပါချမဟုတ်တော့ဘူးကျွန်တော်ကပုံမှန်ယူဟိုနည်းဖြစ်သွားပြီပေါ့နော် lighting ရတကယ်တော့ကျွန်တော် ban နေတယ်ကျွန်တော် ban နေရကိုသူ against lighting ဟိုမှာတော်တော်လေးဒီ age လေး smooth ဖြစ်လာတယ်ဒါအနာသက်ပုံပုံလေးအနာသက်လေးလေ smooth ဖြစ်လာတယ်ကင်မရာကိုကြီးတက်ပြီးတော့ဒီကနေပဲသွားကြရင်ဒါ 2x နဲ့ဆိုတော့ဒီထဲမှာတော့မြင်တဲ့အတိုင်းပဲ lighting လေးနည်းနည်းပြင်းပြင်းထန်ထန်နေနေဆိုတော့ပုံထွက်လေးတွေကတော့တော်တော်အဆင်ပြေဒါပေမဲ့ဒီဟာနဲ့အပြင်မှာသွားသုံးကြည့်ရင်ဘလောက် မိုင်းမနေဆိုတဲ့ဟာတော့ကျွန်တော်တို့ review ကြမှာပဲတွေ့ကြမှာပေါ့နော်ဆိုတော့တခြားဘိုင်းတွေမှာဆိုရင်သူက battery battery နေနဲ့ကတော့သူ့မှာ9410 mAh ပါလာမယ်ဒါအောင်မှကျွန်တော်တို့ခုနဒီ80 80W wireless 90W wire charging နဲ့လာမယ်နောက်ပြီးတော့ audio ဘိုင်းမှာဆိုရင်ကျွန်တော်အခုတခါတည်းသူ့ရဲ့ ringtone လေးကိုဖွင့်ပြပေးလိုက်မယ်ဖုန်းကနေကင်မရာတော်တော်ဖြစ်ချင်နေတဲ့ဖုန်းလို့အောင် ပြောလို့ရတယ်တကယ်ကင်မရာပုံစံတိုင်းလောက်တာပေါ့နော်就是。 just audio ဘိုင်းရတယ် just same so okay so ဒီ Xiaomi 15 Ultra နဲ့ Xiaomi 15 Ultra photographic kit legend edition လေး unboxing လေးကတော့ဒီလောက်ပါပဲအဲဒီဖုန်းနဲ့ပတ်သက်ပြီးတော့ဘာတွေဆန်းပေးခဲ့ရမလဲဘာတွေသိကျင်လဲဆိုတော့ comment မှာထားရေးပေးသွားလို့ရပါတယ်အဆုံးထိကြည့်ပေးတော့လည်းကျေးဇူးအများကြီးတင်ပါတယ်